အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ PGDL DL 7109 Public International Law Chapter 1 Origin Nature and Sources of International Law ကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်1 Historical Development of International Law အပြည်ပြည်ဆိုင်ရာဥပဒေတိုးတက်လာမှုတမိုင်းအပြည်ပြည်ဆိုင်ရာဥပဒေဤ မူလအရင်းမြစ်များကိုတမိုင်းကြောင်းဖြင့်ကြည်လျင် ရှေ့ခေတ်အိန္ဒိယဂရိနေရောမှစသည့်နိုင်ငံများ၏နေဥရီများနှင့်ဒလီထုံသန်းတို့တွင် တွေ့နိုင်သည် မော်ဂွန်တင်ထိုက်သည့်အိန္ဒိယလူမျိုးများသည်စစ်ပွဲငြိမ်းချမ်းရေးနှင့်ဗမ္မလရေးတို့အတွေ့အသုံးပြုရန်ဟန်တာထိ ंछ ုံနိုင်သည့်ဥရီများကိုရေးဆွဲကြသည်ဂရိလူမျိုးများသည်တမိုင်းကြောင်းကိုနောက်တွင်ခြံထားခဲ့ပြီး ကိုပိုင်ကိုတိုင်အုပ်ချုပ်သည့်အချုပ်ချာအာဏာပိုင်နိုင်ငံတွင်နေထိုင်ပြီးဥရောပနိုင်ငံအချင်းချင်းဆက်သွယ်ကြရာတွင်လိုက်နာကျဉ်းသုံးရမည်ဥပဒေစနစ်ကို ပြဋ္ဌာန်းခဲ့သည်။ဘောမဥပဒေစနစ်၏လွှမ်းမိုးမှုမှာအထူးပင်သိတာထင်ရှားသည်။ဘောမဥပဒေတွင်ဥပဒေတစ်စုံရှိ၍တစ်ခုမှာရောမနိုင်ငံအတွင် အသုံးပြုရန်ရေးဆွဲထားပြီးနောက်တစ်ခုမှာအခြားနိုင်ငံများနှင့်အသုံးပြုရန် ရေးဆွဲထားသော အပြည်ပြည်ဆိုင်ရာဥပဒေဖြစ်သည်။ မြမောက်ခေအပီပီဆိုင်ရာဥပဒေသည်ခရစ်နှစ်16နှစ်18ရာစုများတွင်ထွန်းကားလာခဲ့သည်အစောပိုင်းစာရေးဆရာကြီးများထဲတွင်ဗစ်တိုရီယာဆာရက်နှင့်ဂျန်တီလေးတို့သည် အပီပီဆိုင်ရာဥပဒေ၏အရေးပါမှုကိုဖြန့်ဝေရေးသားမှုများ ပြုလုပ်ခဲ့ကြသည်အစောပိုင်းအပီပီဆိုင်ရာဥပဒေရေးသားမှုများပြုလုပ်ခဲ့ကြသည်စာရေးဆရာကြီးများထဲတွင် -a မျိုးသားဥပဒေပါရကူ ဟူဂိုဂရီဒီယက်မှာအလွန်ထင်ရှားသည်သူအားအပြည့်ပြည့်ဆိုင်ရာဥရီဖခင်ကြီးဟုတင်စားခေါ်ဟောကြသည် သူသည်ပထမဦးဆုံးအပြည့်ပြည့်ဆိုင်ရာဥပဒေကိုကျမ်းပြုစုခဲ့ပြီးထိုကျမ်းမှာပြည့်စုံပြီးစနစ်ကျသောကျမ်းစာဆောင်ဖြစ်သည်ခရစ်နှစ်16နှစ်19ရာစုနှစ်များတွင်စာရေးဆရာကြီးအုပ်စုခိုင်းများပေါ်ထွက်လာပြီးတဘာဝပညာရှင်များ ဖြစ်ရမှန်များနှင့် ကိုယ်တွေးမျက်မြင်ဖြစ်နိုင်သောအချင်းအရာများကိုသာအတိမတ်ပြုပညာရှင်များနှင့်ဂရိုဒီဤမူဝါဒကိုလက်ခံကျင့်သုံးသူပညာရှင်များဟူ၍ပေါ်ထွက်လာခဲ့သည်တဘာဝဥပဒေပညာရှင်များကအပြည့်ပြည့်ဆိုင်ရာဥပဒေသည်တဘာဝဥပဒေသာဖြစ်သည်ဖြစ်ရမယ်များနှင့်ကိုယ်တွေးမျက်မြင်ဖြစ်နိုင်သော အချင်းအရာများကိုသာအတိမတ်ပြုသည့်ပညာရှင်များနှင့်ကွဲပြားသည်ထိုဥပဒေပညာရှင်များက တဘာဝဥပဒေတစ်မျိုးတည်းသာအရေးကြီးသည်ဟုမယူဆပေထိုဥပဒေပညာရှင်များကတည်ရှိနေသောအပြည်ပြည်ဆိုင်ရာဥပဒေများသည်အပြည်ပြည်ဆိုင်ရာစာချုပ်နှင့်ဓလေ့ထုံးတမ်းဥပဒေတို့မပေါ်ထွက်လာဟုအသေးပေဖွင့်ဆိုခဲ့သည်ဂရိုရှင်းသည် Naturalist နှင့် Positivist ကြားတွင်ယက်တီနေသူများဖြစ်ကြပါသည်၎င်းတို့သည် Prodigy ၏ကွဲပြားခြားနားသော တဘာဝတရားနှင့်အလိုလျောက်ပေါ်ထွက်လာသောအပြည်ပြည်ဆိုင်ရာဥပဒေများကို ထိန်းသိမ်းထားရှိပါသည်။၎င်းတို့သည်ရိုဒီယက်နှင့်မတူသည်မှာတိကျသောဥပဒေသို့မဟုတ်အလိုလျောက်ထွက်ပေါ်လာသောအပြည်ပြည်ဆိုင်ရာဥပဒေများကိုလည်းတဘာဝဥပဒေကဲ့သို့အရေးကြီးသည်ဟုလက်ခံစင်သားသည်။ဤကိုင်း၏အဓိကအရေးပါသောဂိုင်းခွဲနှစ်ခုမှာ roof နှင့် battle ဖြစ်ကြသည်။အပြည်ပြည်ဆိုင်ရာဥပဒေသိပ္ပံပညာသည်19ရာစုနှစ်အတွင်း ကဏ္ဍ၃ရက်ဤလွှမ်းမိုးမှုအောက်တွင် ပိုရေးဖွံ့ဖြိုးတိုးတက်လာခဲ့သည် ပထမဆုံးအပီပီဆိုင်ရာဥပဒေဤစီမင်းဥပဒေများကို လိုက်နာရန် BNN နီလာကန်ကို1855ခုနှစ်တွင်ကျင်းပပြီးနောက်ပိုင်း၌နိုင်ငံအချို့တွင် အပီပီဆိုင်ရာဥပဒေဤစီမင်းဥပဒေများကိုလိုက်နာရန်ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်ဒုတိယအဆင့်အနေဖြင့်ငါးပြားလှစွာသော အပီပီဆိုင်ရာဥပဒေစာချုပ်များကို အပိတက်ချုပ်ဆိုခြင်းဖြင့် ဤကာလသည်လည်းထင်ရှားခဲ့ပါသည်။နောက်ဆုံးတွင်ဥပဒေပညာရှင်များ၏ရေးသားချက်များအရအပိပိဆိုင်ရာဥပဒေ၏ positive theory အပေါ်တွင်ပုံမူအလေးထားမှုရှိလာခဲ့သည်။20ရာစုတွင် အခြားအရေးကြီးသောပြည်မျိုးတိုးတက်မှုများလည်းဖြစ်ပေါ်လာသည်။နိုင်ငံပေါင်းချုပ်အသင်းကြီး၏ဖွဲ့စည်းတည်ထောင်မှုသည် အပိပိဆိုင်ရာဥပဒေကိုစုစည်းမှုပြုရန်ကြိုးပမ်းခဲ့မှုများသည့်အထင်ရှားဖြစ်ခဲ့သည်။ 1922ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာအမြဲတမ်းတရားရုံးကိုအခွင့်အာဏာရှိသောအပြည်ပြည်ဆိုင်ရာတရားစီရင်ရေးခုံရုံးအဖြစ်တည်ထောင်ခဲ့သည်။ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးပေါ်ပေါက်လာမှုသည်အပြည်ပြည်ဆိုင်ရာဥပဒေဖွံ့ဖြိုးတိုးတက်မှုတွင်နောက်ထပ်ထင်ရှားသောမှတ်တမ်းဖြစ်ခဲ့သည်။အပြည်ပြည်ဆိုင်ရာတရားရုံးသည်ကုလသမဂ္ဂအဖွဲ့ကြီး၏အဓိကတရားစီရင်ရေးဆိုင်ရာအဖွဲ့ဖြစ်၍ယခုအခါတွင်အပြည်ပြည်ဆိုင်ရာဥပဒေကိုစင်စဲမပြတ်ဖွံ့ဖြိုးတိုးတက်ရန်နှင့် စူးစင်းတေပြရန်တာဝန်မှာအပီပီဆိုင်ရာဥပဒေကော်မရှင်တွင်တာဝန်ရှိသည်1.2 Definition of International Law အပီပီဆိုင်ရာဥပဒေ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များအပီပီဆိုင်ရာဥပဒေဟူသောစကားအသုံးနှုန်းကို1980တွင် Jeremy Bentham ကစတင်သုံးစွဲခဲ့သည်ထိုအချိန်က Law of Nation ဟူသောစကားအသုံးနှုန်းကိုသာအဓိကသုံးခဲ့ကြသည် အပီပီဆိုင်ရာဥပဒေ၏အဓိပ္ပာယ်များကိုသိရှိနားလည်စေရန် ထင်ရှားသောဥပဒေပညာရှင်များ၏အဆိုများကိုထည့်သွင်းဖော်ပြထားသည်။ကဘာကျော်ဥပဒေပညာရှင်ဆရာကြီးပါမောက်ခအိုပင်ဟင်းကလည်းနိုင်ငံတကာဥပဒေသို့မဟုတ်အပီပီဆိုင်ရာဥပဒေဆိုသည်မှာနိုင်ငံတကာအချင်းချင်းဆက်ဆံရာ၌တရားဝင်လိုက်နာခြင်းသုံးရန်သတ်မှတ်ထားသည့်ထုံနှံဒလေးနှင့်စာချုပ်စာတမ်းဆိုင်ရာစီမင်းဥပဒေစု၏ အညီတညာဖြစ်သည်ဟု ဆိုထားသည်ဒေရှာအမျိုးသားပါမောက်ကဘရိုင်ယာလီကလည်းအပြပီဆိုင်ရာဥပဒေဆိုသည်မှာရင်ကျေးသောနိုင်ငံအခြေချင်းဆက်ဆံကြရာတွင် တိတိကျကျလိုက်နာစေသည့်စီမင်းဥပဒေများနှင့်သဘောတရားများကိုစုတည်ထားခြင်းပင်ဖြစ်သည်ဟု ယူဆထားလေသည်အမေရိကန်ပြည်ထောင်စုအစိုးရအာဘော်အနေဖြင့်ဥပဒေပညာရှင်ဟဝက်က အပြပီဆိုင်ရာဥပဒေတွင် နိုင်ငံအချင်းချင်းဆက်ဆံမှု၌လိုက်နာရမည့်စီမင်းဥပဒေစုများ ပါဝင်သည် ဆိုထား၏ဖေဝါရီအဆိုအရအပြည်ပြည်ဆိုင်ရာဥပဒေသည်နိုင်ငံ အချင်းချင်း သဘောတူဆက်ဆံကြရ၌လေးစားလိုက်နာရမည်အထွေထွေမူသဘောတရားများနှင့်တရားစီမင်းဥပဒေတို့ကို စုပေါင်းထားခြင်းဖြစ်သည်ဟုဆိုသည်စာစင်ဘန်ကာကမူအပြည်ပြည်ဆိုင်ရာဥပဒေဆိုသည်မှာအချုပ်အခြာအာဏာပိုင်နိုင်ငံများ အခြားအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆိုင်သော စီမင်းဥပဒေများကို စုပေါင်းထားခြင်းဖြစ်သည်ဟုဆိုပေသည်အပြည်ပြည်ဆိုင်ရာအမြဲတမ်းတရားရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည့်လိုတက်အမှုတွင်အပြည်ပြည်ဆိုင်ရာဥပဒေသည်လွတ်လပ်သော နိုင်ငံခြားတွင် နိုင်ငံအခြေချင်းဆက်ဆံရေးနှင့်သက်ဆိုင်သည်အပြည်ပြည်ဆိုင်ရာဥပဒေ၏စီမင်းဥပဒေသည်နိုင်ငံများအပေါ်တွင် စီးနှောင်အားရှိသည်ထို့ကြောင့်အပြည်ပြည်ဆိုင်ရာဥပဒေသည်စာချုပ်ချုပ်ဆိုသောနိုင်ငံများ၏ ဆန္ဒများကို စာချုပ်များထဲတွင် အတီလင်းဖော်ပြရေးသွင်းထားသည့်စာချုပ်များသို့မဟုတ်အတီလင်းဖော်ပြထား၍ဥပဒေမူသဘောတရားကဲ့သို့ရေးပူရလက်ခံထားသောဓလိထုံးစံများမှပေါ်ထွက်လာသည်ထို့ပြင် အပြည်ပြည်ဆိုင်ရာဥပဒေသည်နိုင်ငံများရှိပြည်သူများ၏ရည်ရွယ်ချက်များအောင်မြင်မှုရလာခြင်းနှင့်အတူနိုင်ငံများကြားတွင်နိုင်ငံအခြေချင်းဆက်ဆံရေးများကို ထိန်းချုပ်ရန်ချမှတ်ခဲ့ခြင်းဖြစ်သည်1.3 Legal Character of International Law အပိပိဆိုင်ရာ ဥပဒေ၏သဘောလက္ခဏာအပိပိဆိုင်ရာဥပဒေသည်တရားဝင် သို့မဟုတ် Austin အယူဆသဘောအတိုင်းဥပဒေဟုတ်မဟုတ်ဥပဒေဟုဆိုသောစကားလုံး၏အဓိပ္ပာယ်ပေါ်တွင်တည်နေပေသည်အပိပိဆိုင်ရာဥပဒေ၏များစွာသော အချက်များတွင်ပြည်တွင်းဥပဒေနှင့်အလွယ်တကူခွဲခြားသိရှိနိုင်စေကာမူရင်းဥပဒေမှအထူးအချက်များတွင် ပြည်တွင်းဥပဒေ၌မပါရှိသော ဝိသေသနလက္ခဏာများကိုပင် တွေ့နိုင်ပေသည်။အော့စတင်၏အယူဆအရဥပဒေဆိုသည်မှာဤဥပဒေစုဖြစ်၍နိုင်ငံ၏အချုပ်အခြာအာဏာပိုင်အဖွဲ့အစည်းကဥပဒေပြုခြင်းဖြစ်သည်ဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။အပြည်ပြည်ဆိုင်ရာဥပဒေသည်နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်အဖွဲ့ကပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။အော့စတင်ကအပြည်ပြည်ဆိုင်ရာဥပဒေသည်စစ်မှန်သောဥပဒေမဟုတ်တိကျသောအပြည်ပြည်ဆိုင်ရာကျင့်သုံးတရက်ဟုကောက်ချက်ချခဲ့သည်။ အဂရေးအော့စတင်၏ဥပဒေအယူဆမှန်ကန်မယ်ဆိုပါက အပီပီဆိုင်ရာ ဥပဒေကို ဥပဒေဟု မခေါ်ဆိုနိုင်ပေ။သို့သောကဘာကျော်ဥပဒေပညာရှင်အိုပင်ဟင်းကမူထိုသီအိုရီမှာမမှန်ကန်မှာနိုင်ငံတစ်ခုတွင်ရှိသော စာပြေရေးသားထားသည့်ဥပဒေသို့မဟုတ်ပြဋ္ဌာန်းဥပဒေအတွက်သာမက အပီပီဆိုင်ရာ ဥပဒေသည်လည်းအကျုံးဝင်ပါသည်။စာပြေရေးသားထားခြင်းမရှိတဲ့ဥပဒေသို့မဟုတ်ဒလီထုံးနှန်းဆိုင်ရာဥပဒေအပိုင်းများ၏ ဟောဟာရများအတွဲမူအကျုံးမဝင်ပါကမ္ဘာနိုင်ငံများတွင် စာပြင်ရေးသားထားတဲ့ဥပဒေတကူတည်းရှိသောနိုင်ငံမရှိပေနိုင်ငံတိုင်းတွင်စာပြင်ရေးသားထားသည့်ဥပဒေအပြင်ဒလီထုံးတမ်းဥပဒေများတည်ရှိနေပါသည်ဒလီထုံးတမ်းဥပဒေတည်ရှိနေမှုကိုလည်းမြည်သူများမငင်းဆိုနိုင်ပါ Open Hey အဆိုအရအပြည်ပြည်ဆိုင်ရာဥပဒေသည်စစ်မှန်သော ဥပဒေဖြစ်သည်ဥပဒေတစ်ခုတွင်ရှိရမည့်တွင်မြင်လက္ခဏာများကိုလည်းပိုင်ဆိုင်ထားသည် ိုဘင်းအပြင်ထူးချွန်သောအပီပီဆိုင်ရာဥပဒေပညာရှင်များဖြစ်သောဟော်လော်ရန်ဖင်ဝတ်စတက်နစ်အခြားဥပဒေပညာရှင်များဤအဆိုအရအပီပီဆိုင်ရာဥပဒေသည်မှန်ကန်သောအမြင်အရာကမ္ဘာဥပဒေဖြစ်သည်အပီပီဆိုင်ရာဥပဒေ၏အခွင့်အာဏာရှိမှုနှင့်ပတ်သက်၍အပီပီဆိုင်ရာဥပဒေ၏နယူပဒေများအရာအရေးသားအပြစ်ပေးရန်ဗဟုအာဏာပိုင်မရှိပါသို့သောအချုပ်အခြာအာဏာအပြင်ဆိုရသော ပြည်တွင်းဥပဒေနှင့်အပြည်ဆိုင်ရာဥပဒေကြားတွင်အရေးယူဆောင်ရွက်နိုင်သည့်ညီလန်းများနှင့် ပတ်သက်၍များစွာကွဲပြားလျက်ရှိသည်ပြည်တွင်းဥပဒေအောက်တွင်ပြည်မှုကျိုးလွန်သူကိုတည်တံ၊သို့မဟုတ်ထောင်နှံစသည့်ပြစ်ဒဏ်များချမှတ်နိုင်သည်အပြည်ပြည်ဆိုင်ရာဥပဒေအောက်တွင်တည်တံ၊သို့မဟုတ်ထောင်နှံများချမှတ်၍မရနိုင်ပေဤဒီမှာအပြည်ပြည်ဆိုင်ရာဥပဒေ၏ညီလန်းနှင့်ပြည်တွင်းဥပဒေညီလန်းများမတူညီကြသောကြောင့်ပင်ဖြစ်သည် အပြည်ပြည်ဆိုင်ရာဥပဒေအရကမ္ဘာကုလသမဂ္ဂအဖွဲ့၏ပြည်ရင်းစာတမ်းအရဝင်ရောက်ကျူးကျော်ဆွတ်ဖက်ခြင်းငြိမ်းချမ်းရေးကိုချိုးဖောက်မှုများပြုလုပ်လျင်အရေးယူအပြစ်ပေးမှုများကိုတွေ့နိုင်သည်ငြိမ်းချမ်းရေးချိန်ဆမှုနှင့်ငြိမ်းချမ်းရေးချိုးဖောက်မှုများကျူးကျော်ဝင်ရောက်ဆွတ်ဖက်ခြင်းအပြုမှုများကိုပြုလုပ်လျင်ဒုံကြုံရေးကောင်စီသည်လက်နက်ကင်တိုက်ခိုက်မှုမပါဘဲဝင်ရောက်အရေးယူဆောင်ရွက်နိုင်သည် ထိုအေးအေးယူဆောင်ရွက်မှုဖြင့်မလုံလောက်လျင်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ထိန်းသိမ်းရန်လိုအပ်လျင်ကြီးရေလေးစိတ်အင်အားများကိုအသုံးပြု၍အေးအေးယူဆောင်ရွက်နိုင်သည်လက်တွေ့ကျင့်သုံးရာတွင် အပြည်ပြည်ဆိုင်ရာဥပဒေကိုဥပဒေအဖြစ်အစဉ်တစိုက်အတိမတ်ပြုသည်နိုင်ငံများ၏အစိုးရများအနေဖြင့်လည်းနိုင်ငံတကာဥပဒေကိုတရားဥပဒေသဘောဖြင့်ရောအကျင့်သိက္ခာအရာပါ လိုက်နာကြမည်ဖြစ်ကြောင်းနားလည်ထားကြသည် စစ်အတွင်အပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖောက်မှုများမကြာခဏဖြစ်ခဲ့သည်တို့ရတွင် ဖောက်ဖျက်သူများကသူတို့၏စောင်ရွက်ချက်မှာချိုးဖောက်မှုမမီနိုင်ငံတကာဥပဒေနှင့်အညီရရှိသောအခွင့်အရေးအရာစောင်ရွက်ခြင်းဖြစ်ကြောင်းအဆိုရှိကြသည်ဤသို့အပြင်နိုင်ငံတကာဥပဒေကိုတစ်ဖက်မှချိုးဖောက်လျက်အခြားတစ်ဖက်မှအပြည်ပြည်ဆိုင်ရာဥပဒေ၏တရှိပုံကိုအတိအမှတ်ပြုပြီးအပြည်ပြည်ဆိုင်ရာဥပဒေနှင့်မညီညွတ်ခြင်းမဟုတ်ဟုခြေပါကြသည် အပြည်ပြည်ဆိုင်ရာဥပဒေတည်ရှိမှုအတွက်အကောင်းဆုံးတည်ထောင်ချက်မှာနိုင်ငံတိုင်းကအပြည်ပြည်ဆိုင်ရာဥပဒေတည်ရှိနေကြောင်းကိုအတိအမှတ်ပြုရန်တာဝန်တရက်အနေဖြင့်ရင်းဥပဒေကိုလိုက်နာခြင်းပင်ဖြစ်သည်အပြည်ပြည်ဆိုင်ရာဥပဒေသည်စီးနှောင်အားရှိသောဥပဒေဖြစ်မဖြစ်နှင့်ဆက်လင်း၍စံပြုရန်အရေးကြီးသောစီရင်နှုန်းအချို့ကိုလေ့လာဆန်းစစ်သင့်မည်သည် The Scotia 1871 1881တွင် ဖြစ်ပွားသောစကော့တီးယားမီတင်မော့တို့သည်သမုတ်တရားအလဲတွင်တိုက်မိကြပြီးအမေရိကန်သင်္ဘောမှနှိမ့်မြုပ်သွားခဲ့ရလေသည်။ထို့ဖြစ်၍ဗရှိုင်းယားသင်္ဘောပိုင်ရှင်များကတော့စကော့တီးယားမီတင်မော့ပိုင်ရှင်များအပေါ်အရေးယူနိုင်ရန်နယူးယောက်မြို့ရှိအမေရိကန်ပြည်ထောင်စုခရိုင်တရားရုံး၌အမှုဆွဲတင်နေသည်။ထို့သောဆွဲချက်တရားတွင်ဗြိတိရှမီတင်မော့အနေဖြင့်1863နှင့်1864များတွင် ကမ္ဘာရင်ကျေးသောနိုင်ငံများကလိုက်နာကျင့်သုံးရန်ချမှတ်ခဲ့သောရေချောင်းတိုက်ခတ်မှုများကာကွယ်ရေးစည်းကမ်းဥပဒေများကိုမလိုက်နာခဲ့ကြောင်း ဖော်ပြထားလေသည်။ထို့ဖြစ်၍တရားလူများကယခုတိုင်မှုနှင့်ဘိုင်ရှားယာတင်မောနှမြုပ်မှုမှာတော့စကော်ဒီယာမီတင်မောပိုင်ရှင်များအပေါ်တွင်တာဝန်ကြောက်ရောက်လျက်ရှိသည်ဟုရှောက်ထားခဲ့သည်။ထို့သောရှောက်ထားရ၌လည်း၎င်းတို့အခြေခံပြုသည်မှာအပြည်ပြည်ဆိုင်ရာပင်လယ်ရေချောင်းဥပဒေသည် ပြည်တွင်းဥပဒေကိုလွှမ်းမိုးသည်ဟူသောအချက်ပင်ဖြစ်လေသည်တို့ရာတွင်တရားရုံးကဗြိတိရှ်တင်မောပိုင်ရှင်ကအပြစ်မှလွတ်လပ်၏အကြောင်းပြချက်မှာအမေရိကန်တင်မောအနေဖြင့်လိုအပ်သောမီးရောင်ပြရန်ချုံရင်ခဲ့မှုကြောင့်စကော့တီးယားမီးတင်မောရည်ရင်မှုသည်ဖန်ရှားရကိုတင်မောဟုမယူဆပဲမီးတင်မောဟု ယူဆစေခဲ့သည်ဟုဖော်ပြထား၏ရည်ရင်မှုတွင်စီရင်ချက်ချမှတ်ခဲ့စဉ်ကစစ်ဆေးသောတရားသူကြီးဆက်ထရောင်းက ပြောခဲ့သည်မှာ အပြည်ပြည်ဆိုင်ရာဥပဒေအနေဖြင့်ယဉ်ကျေးသောအဖွဲ့အစည်းများနိုင်ငံများ၏အများဆန္ဒသဘောတူညီမှုအပေါ်တွင် အခြေပြုထားသောကြောင့်အထွေထွေသဘောတူညီချက်မှာစီနောင်စွမ်းအားရှိသည်ဟု ဖြစ်လေသည်။ The Promian 1906တဖန်1906တွင်ဖြစ်ပွားခဲ့သော Promian တင်မောအမှု၌ယင်းတင်မောသည်နော်ဝေးပိုင်တင်မောဖြစ်၍1904-1905တွင်ဖြစ်ပွားခဲ့သော ရုရှားဂျပန်စစ်ပွဲအတွင်ဟောင်ကောင်၌ရှိစဉ်ဂျပန်ကဆင်းလုံမှားခဲ့သည်ရေရင်မှုကဂျပန်နိုင်ငံ၏စိတ်ကမ်းမျိုးတစ်မျိုးဖြစ်သောကိုဗေး၌ဆက်များတင်ရန်ညှင်းဆိုခဲ့သည်အကြောင်းမှာထိုစဉ်ကရုရှားတို့ဘက်ကဆန်ကို တာစီပိတ်ပင်ကုန်ပစ္စည်းအဖြစ်ကြောင်ညာခဲ့သောကြောင့်ဖြစ်သည်ထို့သောညှင်းဆန်ခဲ့မှုကြောင့်ဂျပန်ဆန်ပိုင်ရှင်ကရည်ရည်မှုကိုပြည်ညင်စာချုပ်ဖောက်ဖျက်မှုဖြင့်ဟောင်ကောင်တရားလွှတ်တော်ချုပ်တွင်တရားစွဲဆိုအရေးယူခဲ့သည် ထွေကားတင်မောပိုင်ရှင်များက ထို့သူပရိညင်ချိုးဖောက်ခြင်းဆိုသည်မှာအပီပီဆိုင်ရာဥပဒေအရမဖြစ်နိုင်အဘဲကြောင့်ဆိုသောယင်းဥပဒေအနေဖြင့်စီးနာမှုမရှိသောကြောင့်ဟူ၍တရားရုံးတွင်ခြေပါခဲ့သည်အဆိုပါခြေပါချက်ကို တရားသူကြီးကပယ်လိုက်ပြီးစီရင်ချက်တွင် နိုင်ငံအများကဥပဒေတရက်ကိုပြဋ္ဌာန်းနိုင်ရမည်ယင်းဥပဒေသည်နိုင်ငံအများနှင့်ဆိုင်၍နိုင်ငံအများကလိုက်နာရမည်ဖြစ်ကြောင်းနှင့်နိုင်ငံတကာဥပဒေမှာ အချိန်အခါအလိုက်ဆုံးဖြတ်အတည်ပြုခဲ့သောရင်ကျေး၍ကုသန်းရောင်းဝယ်မှုပြုသည့်နိုင်ငံများ၏သဘောတူညီချက်အရာအတည်ပြုဖော်ပြခဲ့ကြသည့်စစ်မှတ်ဖက်ပြိုင်မှုနှင့်ကြားနေဆိုင်ရာအခွင့်အရေးများနှင့်သက်ဆိုင်သောစီမင်းဥပဒေစနစ်များသာဖြစ်တင်သည်ဟူ၍ဖော်ပြခဲ့သည်1.4 Public International Law and Private International Law အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပေါ်လိကအပြည်ပြည်ဆိုင်ရာဥပဒေ အများပိုင်းအပြည်ပြည်ဆိုင်ရာဥပဒေသို့မဟုတ်နိုင်ငံတကာဥပဒေသီးသားလျင်အပြည်ပြည်ဆိုင်ရာဥပဒေဖြစ်ပြီးပုဂ္ဂလိကပိုင်းအပြည်ပြည်ဆိုင်ရာဥပဒေသည်လူအများနားလည်လက်ခံထားသည် အပြည်ပြည်ဆိုင်ရာဥပဒေမဟုတ်ချေရင်းဥပဒေသည်နှစ်နိုင်ငံသို့မဟုတ်နိုင်ငံများ၏စီရင်ပိုင်ခွင့်အာဏာအတွင်း၌ဖြစ်ပေါ်သောပုဂ္ဂလိကပြဿနာရပ်များနှင့်သာသက်ဆိုင်သည်အပြည်ပြည်ဆိုင်ရာဥပဒေသည်မရှိမဖြစ်လိုအပ်သောပြည်တွင်းဥပဒေ၏အစိပ်အပိုင်းဖြစ်သည် တို့ရာတွင်အဆိုပါပြဿနာရပ်များနှင့်ပတ်သက်၍နိုင်ငံအများ၏ပြည်တွင်း၌ဥပဒေများမှတဆင့်တနိုင်ငံနှင့်တနိုင်ငံ မတူညီကြပဲပဋိပက္ခများပေါ်ပေါက်လေးရှိကြသဖြင့်ရင်းပဋိပက္ခများကိုရှောင်ချားနိုင်စေရန်တို့မို့ယောနဲသွားစေရန်သဘောတရားစုများပေါ်ပေါက်လာရပြန်သည် အပြည်ပြည်ဆိုင်ရာအမြဲတမ်းတရားရုံးကစားပြက်လုံး case အမှုတွင်ပုဂ္ဂလိကအပြည်ပြည်ဆိုင်ရာဥပဒေ၏ဤဥပဒေများသည့်အများပြည်သူများနှင့် က်ဆိုင်သည်အပီပီဆိုင်ရာ စာချုပ်များသို့မဟုတ်အပီပီဆိုင်ရာဓလေ့ထုံးတမ်းများဖြင့်ချမှတ်နိုင်သည်ထိုစာချုပ်များနှင့်ဓလေ့ထုံးတမ်းများသည်အပီပီဆိုင်ရာဥပဒေ၏လက္ခဏာဖြစ်၍နိုင်ငံများဆက်ဆံမှုများအပေါ်စီမင်းဥပဒေများဖြင့်ထိန်းချုပ်နိုင်သည်ထို့ပြင်စဉ်းစားလျင် ထိုနည်းဥပဒေများသည်ပြည်တွင်းဥပဒေ၏အစိတ်အပိုင်းဖြစ်သည်1.5 sources of international law အပီပီဆိုင်ရာဥပဒေ၏အရင်အမြင်များ အပြည်ပြည်ဆိုင်ရာတရားရုံး၏ဖွဲ့စည်းပုံ စီမင်းဥပဒေအပိုင်း38တွင်တရားရုံးကအမှုကိစ္စတရရက်ကို ဆုံးဖြတ်ချက်ချရနိုင်အသုံးပြုသောဥပဒေအရင်းမြစ်များမှာ၁အငင်းပွားနိုင်ငံများကအတိအလင်းအတိမတ်ပြုထားသော စီကံဥပဒေများကို အတိဖြစ်စေသည့်အပြည်ပြည်ဆိုင်ရာ အထွေထွေသို့မဟုတ်အထူးသဘောတူစာချုပ်များ၂ တရားဥပဒေအဖြစ်လက်ခံထား၍နိုင်ငံအများလိုက်နာကြောင်းထင်ရှားသည့်အပြည်ပြည်ဆိုင်ရာဒလိထုံးစံ၃ရင်ကျေးသော နိုင်ငံများအတိအမှတ်ပြုထားသည့်အရရဥပဒေသဘောတရားများနှင့်၄အပိုင်59ပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲဥပဒေစီရင်ထုံးများတတ်မှတ်ရေးအတွက်အထောက်အကူဖြစ်စေသော တရားစီရင်ထုံးများနှင့် နိုင်ငံများမှအရေးချင်းပြေဝသည့်အပြည်ပြည်ဆိုင်ရာဥပဒေကျွမ်းကျင်သော ပါရဂူများ၏ ဩဝါဒများဖြစ်လေသည်1.5.1 3D အပိပိဆိုင်ရာ စာချုပ်များအပိပိဆိုင်ရာစာချုပ်အလုံးသို့မဟုတ်ဥပရေပြုအပိပိဆိုင်ရာ စာချုပ်များသာလျှင်အပိပိဆိုင်ရာဥပရေ၏အရေးမြင့်များဖြစ်ကြသည်ဟုသောယူဆချက်များနှင့်ပတ်သက်၍20ရာစုအစကနဦးပိုင်းတွင်အငင်းပွားမှုများဖြစ်ခဲ့ကြလေသည် မရေမတွက်နိုင်သောရည်ရွယ်ချက်များအတွေ့အပြည်ပြည်ဆိုင်ရာစာချုပ်များကိုချုပ်ဆိုကြမည်ဖြစ်ရာရင်းစာချုပ်များအနေနဲ့အနာဂတ်အပြည်ပြည်ဆိုင်ရာ အပြုအမူ၏အရရက်နေဦးရေများအဖြစ်စီကံထား၍ရေဘူးကသဘောအားဖြင့်တည်ဆဲထုံနှံဓလေးဆိုင်ရာ သို့မဟုတ်သဘောတူစာချုပ်များဆိုင်ရာနေဦးရေများကိုအတည်ပြုခြင်းအထိပ္ပယ်သတ်မှတ်ဖော်ပြခြင်း သို့မဟုတ်ပြည့်ပြည့်မှုပြုခြင်းစသည့်များကိုစွမ်းဆောင်နိုင်သောအပြည်ပြည်ဆိုင်ရာစာချုပ်များသာလျှင်အပြည်ပြည်ဆိုင်ရာဥပဒေ၏ အရင်းမြစ်များဖြစ်သည်ဟူ၍အတိမတ်ပြုကြလေသည်ရင်းစာချုပ်များကိုဥပဒေပြုအပြည်ပြည်ဆိုင်ရာစာချုပ်များဟူ၍ခေါ်ဆိုနိုင်၏နိုင်ငံတကာမိသားစုသည်လောလောဆယ်မျက်မှောက်ခေတ်တွင် နိုင်ငံကဲ့သို့သောအဖွဲ့အစည်းမဟုတ်သဖြင့်နိုင်ငံတကာမိသားစုအတွေ့ပြည်တွင်း၌ပါလီမန်က စကတ်ကျူးဥပဒေများဖြင့်ဥပဒေပြုလို့ပြဋ္ဌာန်းတဲ့ကဲ့သို့ တရားဥပဒေကို ပြုလို့ပြဋ္ဌာန်းနိုင်သည့်ဘိုအာနာပိုင်အဖွဲ့မရှိကြ။ စီမင်းအရာစာချုပ်များတွင်စာချုပ်အဖွဲ့ဝင်နိုင်ငံများအတွက်သာဥပဒေများကိုဖန်တီးပေးသည် ဆိုလိုသည်မှာစာချုပ်ဝင်နိုင်ငံမဟုတ်သည့်တတိယနိုင်ငံသည် စာချုပ်တစ်ခုထဲတွင် ပါဝင်သောတာဝန်နှင့်အခွင့်အရေးကိုလိုက်နာခံစားရန်မပေါ်ပေါက်နိုင်ပေအဘဲကြောင့်ဆိုသောထိုနိုင်ငံသည် စာချုပ်၏အဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့်ဖြစ်သည်1.5.2 custom အပြည်ပြည်ဆိုင်ရာဒလေထုံးစံ1.5.2 ဒလီထုံးစံသည်အထူးသဖြင့်အပီပီဆိုင်ရာဥပဒေနှင့်ရေဘူးရအဖြစ်ဥပဒေတို့၏ရှေ့အကြဆုံးသော အရင်းအမြစ်ဖြစ်သည်အပီပီဆိုင်ရာတရားရုံးတရုံးအနေဖြင့်ပထမဦးစွာအငင်းပွားနိုင်ငံများလိုက်နာရမည်အပီပီဆိုင်ရာ စာချုပ်ပါအချက်လက်များကိုကိုးကားဆုံးဖြတ်ရမည်ဖြစ်တော့လေရင်းစာချုပ်များကိုအတိတ်ပဲကောက်ယူရတွင်တန်ရာဖြစ်ပွဲရှိနေပါကအပီပီဆိုင်ရာဒလီထုံးစံကိုရင်းညွန်းကိုးကားစီရင်ဆုံးဖြတ်ရန်ဖြစ်သည် တရားဥပဒေသဘောအရာဓလီထုံးစံများသည်အလေးအထားသို့မဟုတ်အစဉ်အလာထက်ပိုသောလိုက်နာရန်စည်းကမ်းချက်များဖြစ်၏နိုင်ငံများကအစဉ်အလာတစ်ခုကိုတာဝန်တရအနေဖြင့်လိုက်နာကျင့်သုံးပါကဓလီထုံးစံပင်ဖြစ်လေသည်တို့ရာတွင် အပြည်ပြည်ဆိုင်ရာဆက်ဆံမှုများ၌ဆက်လင်း၍အချို့သော နိုင်ငံများ၏အပြုအမူသည် အပြည်ပြည်ဆိုင်ရာဓလီထုံးစံဥပဒေမဟုတ်မှုပဲတာမန်အစဉ်အလာများအတိုင်းဆက်ဆံကြခြင်းပင်ဖြစ်သည်1950တွင် ကိုလံဗီးယားနိုင်ငံနှင့်ပီယူးနိုင်ငံတို့အကြားအငင်းပွားသောခိုလုံခွင့်အမှုဖြစ်ခဲ့ရာယင်းအမှုတွင်အပြည်ပြည်ဆိုင်ရာတရားရုံးက အပြည်ပြည်ဆိုင်ရာတရားရုံးဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအပိုင်း38ကိုမျှဉ်းပြုပြီးအပြည်ပြည်ဆိုင်ရာဒလိထုံးစံ၏လိုအပ်ချက်များအဖြစ်အောက်ပါအတိုင်းသတ်မှတ်ဆုံးဖြတ်ခဲ့ပေသည်အပြည်ပြည်ဆိုင်ရာဒလိထုံးစံကိုမျှဉ်းပြုသောနိုင်ငံအနေဖြင့်ယင်းဒလိထုံးစံသည်အခြားအငင်းပွားနိုင်ငံကလိုက်နာရမည်ဒလိထုံးစံဖြစ်ကြောင်း အငင်းပွားနိုင်ငံများအနေဖြင့်လက်တွေမကြခဏကျင်သုံးနေသောအတုံးနှုတ်ဖြစ်ကြောင်းနှင့်ယင်းအတုံးနှုတ်မှာခုလုံခွင့်ပေးမိနိုင်ငံအတွက်အခွင့်အရေးတရက်ဖြစ်ပြီးနယ်ပယ်စီရင်ပိုင်ခွင့်ရှိသော နိုင်ငံအနေဖြင့်လည်းတာဝန်တရက်ဖြစ်ကြောင်းသတိပြရမည်1.5.3 The General Principles of Law အရရဥပဒေသဘောတရားများ အပီပီဆိုင်ရာစာချုပ်နှင့်ဒလီထုံးနှံဥပဒေတို့သာလျှင် အပီပီဆိုင်ရာဥပဒေ၏အဓိကကျသောအရင်းအမြစ်များဖြစ်သည်ဟု၍အတိမှန်ပြုကြသည်။သို့သောအပီပီဆိုင်ရာတရားရုံး၏ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေတွင်တရားရုံးအနေဖြင့်အပီပီဆိုင်ရာဥပဒေများနှင့်အပီပီဆိုင်ရာဒလီထုံးစံများအပြင်ယဉ်ကျေးသောနိုင်ငံများကအနှိမ့်ပြပြထားသည့်အရရဲ့ဥပဒေသဘောတရားများကိုလည်းအသုံးပြုရန်ညွှန်ပြထားပေသည်။ရင်းစာပိုင်းငယ်၏အတိတ်ပဲနှင့်ပတ်သက်၍ ဆွေးနွေးမှုများအများပြားလုပ်ခဲ့ကြသည်။ Open Hand ရွေချက်အရာနိုင်ငံအချင်းချင်းဆက်ဆံမှုတွင်ပြည်တွင်းဥပဒေသိပ္ပံပညာကြီးအရရက်သဘောတရားများကို အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့်အသုံးပြုရန် အာဏာအနေချင်းဖြစ်၏။တို့ရာတွင်တရားရုံးကယင်းအရရက်ဥပဒေသဘောတရားများကိုလိုက်နာကျင့်သုံးမည်မှာနည်းပါးလှပေသည်။ဘဲကြောင့်ဆိုသောဥပဒေသဘောအရာအပြည်ပြည်ဆိုင်ရာစာချုပ်နှင့် ဒလီထုံနှံဥပဒေတို့မှာစီရင်ဆုံးဖြတ်ရန်လုံလောက်သောအခြေခံအချက်များအဖြစ်ယူဆဝယ်ရှိသောကြောင့်ဖြစ်သည်။ထို့ရာတွင်အပြည်ပြည်ဆိုင်ရာတရားရုံးတွင်အငင်းပွားနိုင်ငံများကအရရဥပဒေသဘောတရားများကိုအတိအမှတ်ပြုမှုကြောင့်အပြည်ပြည်ဆိုင်ရာဥပဒေ၏သမိုင်း၌ထင်ရှားသောတာရကတရက်အဖြစ်လိုင်းနာကျင်သောအတိအမှတ်ပြုကြလေသည်1.5.4 Judicial Decisions တရားရုံးများ၏စီရင်ဆုံးဖြတ်ချက်များ နိုင်ငံအသီးသီးကတရားရုံးများနှင့်တရားခုံရုံးများ၏စီရင်ဆုံးဖြတ်ချက်များသည်တရားဥပဒေအရအဆုံးဖြတ်ပြုရာတွင် အထောက်အကူဖြစ်စေ၍တည်ဝိုက်သောနေရာဖြင့်အပြည်ပြည်ဆိုင်ရာဥပဒေ၏အရင်းအမြစ်ဖြစ်ပေသည်အပြည်ပြည်ဆိုင်ရာတရားရုံးဖွဲ့စည်းပုံ စီမင်းဥပဒေအပိုင်း59အရာ အမှုများစစ်ဆေးစီရင်ရာတွင်တင့်လျော်သောစီကံကန့်သတ်ချက်များဖြင့်တရားရုံးကနိုင်ငံအသီးသီးမှတရားစီရင်ချက်များကို အထောက်အထားအဖြစ်အသုံးပြုရမည်ဟု၏ဖော်ပြထားသည်အပြည်ပြည်ဆိုင်ရာတရားခုံရုံးများ၏စီရင်ဆုံးဖြတ်ချက်များသည်အပြည်ပြည်ဆိုင်ရာစီရင်ချက်များချမှတ်ရာတွင်ဥပဒေ၏တိုက်ရိုက်အခြေခံမဟုတ်သောညလည်းယင်းစီရင်ဆုံးဖြတ်ချက်များမှာသက်ဆိုင်ရာပေါ်ပေါက်လာသော ပြဿနာနှင့်ဆက်လင်း၍အမှုစစ်တော်တရားသူကြီးများကဗက်မလိုက်ပဲဖော်ထုတ်ခဲ့သည့်ဥပဒေသဘောတရားများဖြစ်သည့်ဖြင့်အပြည်ပြည်ဆိုင်ရာဥပဒေ၏မှန်ကန်သောဤဥပဒေပင်ဖြစ်သည် 1.5.5 The Writing of Publicist ဥပဒေကြံပြူဆရာများဤရေးသားချက်များဥပဒေကြံပြူဆရာများဤရေးသားချက်များမှာလဲဥပဒေအရအဆုံးဖြတ်ပြုရာတွင် အထောက်အကူဖြစ်စေသောအချက်ပင်ဖြစ်သည်အပြည်ပြည်ဆိုင်ရာဥပဒေစနစ်တွင်ဥပဒေကြံပြူဆရာများဤလုပ်ငန်းရပ်မှာထူးဆန်းသောကိစ္စရပ်မဟုတ်ချေတပံ၎င်းတို့အနေဖြင့်ဥပဒေကိုပြုနိုင်စွမ်းရှိသည်ဟုထင်မြင်ယူဆပါကား လွဲမှားသောထင်မြင်ယူဆချက်သာဖြစ်သည်အမှန်စင်စင် အခြားဥပဒေစနစ်များတွင်ကုညီဖြည့်ဆွမ်းကြသကဲ့သို့အပြည်ပြည်ဆိုင်ရာဥပဒေစနစ်တွင်လည်းအလားတူဆောင်ရွက်ခြင်းပင်ဖြစ်သည်